ုလူတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Carry ပဲဖြစ်ပါတယ်အရင်ဗီဒီယိုဒီမှာတော့ Experience ရဲ့ Best Story နဲ့ Experience Leslie ရဲ့ Story တွေအကြောင်းကိုပြောပြပြီးသားပြီးဆိုတော့ဒီနေ့မှာတော့အဲ Experience ဖွယ်တဲ့က Channel ရဲ့ Best Story ကိုဆက်ပြီးတော့ပြောပြပြီးသားမှာဖြစ်ပါတယ်ဆိုတော့ဆက်လိုက်ကြရအောင် ချက်ငယ်ဟာသိပ္ပံပညာနဲ့ပတ်သက်ပြီးတော့ငွေရပါပါရမီပါတဲ့ကလေးငယ်တယောက်ဖြစ်ပါတယ်။သူ့ကိုထယ်ရနီယာတုတေသနစခန်းမှာခေါင်းဆောင်သိပ္ပံပညာရှင်တွေဖြစ်ကြရတဲ့ဆုံးနဲ့တွေ့ရခေါ်ယူသွားပြီးတော့အဲ့ဒီမှာပဲသူရဲ့တမိအရင်တယောက်လိုမျိုးဆောက်ရှောက်ပြီးတော့ပြုစုပြောင်းခဲ့ပါတယ်။သူတေသနစခန်းမှာကလေးဆိုလို့သူတယောက်ပဲရှိတဲ့အတွက်ချက်ငယ်ဟာသူ့မှာအဖော်ဆိုလို့သူတို့မိသားစုကိုဆောက်ရှောက်တဲ့လက်စလီပဲရှိခဲ့ပြီးတော့သူတို့နှစ်ယောက်ချာမှာတန်ရွှဲစဉ်တွေဖြစ်လာခဲ့ပါတယ်။ လက်စလီပေါ်မှာချန်ငယ်ဘလောက်ထိခင်မင်တယ်လဲဆိုရင်လက်စလီရဲ့မွေးနေ့ကိုတည်အောင်လုပ်ပြီးတော့ဤပညာမြင့်မျက်လုံးတစ်လုံးကိုဝင်းညစ်လက်ဆောင်ဖြင့်ပြုလုပ်ပေးခဲ့တဲ့အချိန်ပါပဲသရဏီယာတုတိတနာစခန်းကိုအန်တာရီတက်ခဲ့လာတဲ့အချိန်မှာတိတ်ပက်မြညာရှင်စုံတွေကချန်ငယ်ကိုခေါ်ပြီးတော့ဘေးလွရာစီမှာပုန်းနေဖို့ဘန်ကာရီစီကိုပြေးခဲ့ကြပါတယ်။ဒါပေမဲ့ဘန်ကာရီစီရောက်ဖို့မိတာအနှဲငယ်ပဲလိုရတဲ့အချိန်မှာပဲသူတို့ကိုအန်တာရီကမြင်သွားခဲ့ပါတယ်။ သူတို့ဆောင်တွေကလည်းခြံငယ်ကိုဘန်ကာရဲရောက်စေဖို့အသေးအံကြိုးစားခဲ့ပါတယ်။ခြံငယ်ဘန်ကာရဲရောက်သွားတာနဲ့အမြတ်ကြီးဆန်ကလည်းသူတို့ကိုမှန်သွားပါတော့တယ်။အပေါလီတီတီလေးကနေခြံငယ်ဟာသူ့ရဲ့ကဘာကြီးတစ်ခုလုံးခဏလေးအတွင်းမှာဖြတ်စည်းခံနေရတာကိုကြည့်နေကြရပါတယ်။ဒီအန်ဒါရီရဲ့တိုက်ခိုက်မှုကြီးပြီးသွားတဲ့အချိန်မှာတော့သူ့ကိုဖြံများနေတဲ့လက်စလီကရှာတွေ့သွားပါတယ်။သူတို့ကတဖွားမှမခွာဘဲနဲ့တစ်လျှောက်လုံးဆောင်းလျှောက်လာခဲ့တဲ့သူ့ရဲ့အဆောင်လျှောက်က သူတို့အလိုအဆုံအချိန်မှာကြမှာရှာလို့မတွေ့တော့တဲ့အထိပျောက်သွားတဲ့ဟာကိုခြံငယ်ကနားမလည်နိုင်ဖြစ်နေပါတယ်။ဦးစီတော့ကရင်းနေတူသူ့မိဘတွေတည်ဆုံးသွားရတဲ့အပေါ်မှာခြံငယ်ဟာလက်စလီကို나ကြည့်သွားပြီးတော့အဆက်တွေတန်ရောစုံနေအားလုံးကိုဖျက်တောက်သွားခဲ့ပါတော့တယ်။အန်ဒါရီကိုတကောင်မှမကြံအောင်ချိန်မုံပြင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ခြံငယ်ဟာသူ့တည်တနာတွေလုပ်ဖို့သူ့ရဲ့အချိန်လူအားညာအားအကုန်လုံးကိုတုံးခဲ့ပါတယ်။နေ့နေ့ငယ်ကြတဲ့အချိန်မှာတော့သူဟာသူ့ရဲ့မက်ကအာမာနဲ့ ဗနက်တွေကိုစွာပေးဖို့ experience ဆိုရင်လို့ခေါ်တဲ့အားအသင့်စရာရှာဖွေမှုကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်။အန်ဒါရီပြန်ရောက်လာတဲ့အချိန်မှာချက်ငယ်ဟာလက်စားရှိဖို့ကလွဲပြီးတော့ဘာမှမမြင်ခဲ့ပါဘူး။တကယ်တမ်းတက်ခတ်တဲ့အချိန်မှာလေလူအင်အားမမြတ်တာရဲ့ပြီးတော့သူ့စီမှာတိုက်ပွဲအတွေ့အကြုံမရှိတာရဲ့ကြောင့်ချက်ငယ်ဟာခက်တွေ့နေပါတော့တယ်။ကံကောင်းစွာနဲ့ပဲလက်စလီရောက်လာပြီးတော့အချိန်မီလေးပဲအန်ဒါရီကိုချိန်မုန်းနိုင်ခဲ့ပါတယ်။ မစလီရဲ့စိတ်ပူနေတဲ့ညလုံးတွေကိုတွေ့ရတဲ့အချိန်မှာချန်ငယ်ဟာအတိတ်မှာဖြစ်ခဲ့တာတွေကိုအတိတ်မှာပဲထားခဲ့ပြီးတော့လက်စလီနဲ့ပြန်ပြီးအဆင်ပြေသွားပါတော့တယ်။အဲဒီနောက်မှာတော့သူတို့တွေအကျူတစ်ခွာပဲအရင်သူတည်တနာဟောင်းတရှိရနေရအပြည့်စည်တွေပေါ်မှာဆလရီအကယ်ဒမီကို ဖွင့်လှစ်ခဲ့ပြီးတော့ချန်ငယ်ဟာခေါင်းဆောင်သိပ္ပံပညာရှင်အဖြစ်နေရာခံယူခဲ့ပါတယ်။လက်စလီရဲ့ Planet Orbital ကို ကြီးကျော်တဲ့လှုပ်ရမရှင်မှာလဲချန်ငယ်ကအဓိကပံ့ပိုးကူညီပေးခဲ့ပါတယ်။ ဘက်စလီနဲ့ချန်ငယ်ချာမှာအတိတ်ကဖြစ်ခဲ့တဲ့အရာတွေကိုအတိတ်မှာပဲထားခဲ့ပြီးတော့အဆင်ပြေသွားသလိုမျိုး brother တို့လည်းလလွတ်တဲ့နေအရာတွေကိုလက်လှည့်ပြီးအတိတ်ကအရာတွေကိုအတိတ်မှာပဲအမှတ်တရတွေအဖြစ်နဲ့ထားခဲ့ဖို့လို့အကြံပေးချင်ပါတယ် What Bro what are you talking about man Okay anyways ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဗျအားလုံးပဲပေးခင်ကြပါစေ Adios